မင်္ဂလာပါရှင်ရန်ကုန်တိုင်းဆက်လေးစင်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့သတင်းအကြောင်းအရာတွေကတော့စမ်းတဲ့စကွဲအတန်းချိန်23သိန်းကျော်တင်ပို့ထားပြီးဘင်္ဂလားဒေ့ရှ်တို့စမ်းအများဆုံးတင်ပို့ဆိုတဲ့သတင်းတရားမဝင်ကုန်စည်တန်း9500တန်ဖိုးခန့်ဖမ်းမိခဲ့ပြီးတန်း1000ခန့်စုပြန်လဲကြီးမြင့်မည်ဆိုတဲ့သတင်း ခလေးပြော်စင်တာများကိုရခိုင်ပြည်နယ်၊စကိုင်းနယ်မကွေးတိုင်းဒေသကြီးတို့တွင်ထပ်မံဖွင့်လှစ်ဆိုတဲ့တွင်နိုင်ငံတကာသတင်းဘုံအနေနဲ့ဂျပန်နိုင်ငံအိုဖူနာထိုကန်ယိုထန်မြို့၌တောမီကူးဆက်လောင်ကျွမ်းနေတဲ့ဖြစ်ထွက်ပြေးတိမ်းရှောင်သူအခြေအတွက်တိုးများလာဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါအထက် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ဆန်းနယ်စကွဲတန်းချိန်23သိန်းကျော်တင်ပို့ထားပြီးဘင်္ဂလားဒေ့ရှ်တို့ဆန်အများဆုံးတင်ပို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုဘဏ္ဍာနှင့်စက်တလာအတွင်ပြည်ပနိုင်ငံတွေကိုအမေရိကန်ဒေါ်လာတန်၁080ကျော်တန်ဖိုးရှိတဲ့စံနဲ့စကွဲတန်းချိန်23သိန်းကျော်တင်ပို့ထားပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာတော့ဘင်္ဂလားဒေ့ရှ်ကိုစံအများဆုံးတင်ပို့ထားရလို့မြန်မာနိုင်ငံစံစဘာအတင်းချုပ်ကသိရပါတယ်။ 2024-2025ဘဏ္ဍာနှစ်ဧပြီလကနေဖေဖော်ဝါရီလကုန်အထိဆက်သက်လာအတွင်းပြည်ပကိုစမ်းတဲ့စကွဲတန်းချင်း23,000ထောင်ကျော်အထိတင်ပို့ခဲ့ခြင်းဖြစ်ကစမ်းတဲ့စကွဲတင်ပို့မှုမှအမေရိကန်ဒေါ်လာ1,089တန်းအထိရရှိခဲ့တယ်လို့ဆိုပါတယ်။ စမ်းတဲ့စကွဲကိုပြပတင်ပို့တဲ့အခါမှာလာစင်ဝက်လက်နိုင်ငံ ပြန်ပြ20ကျော်ကနေ30ကျော်အထိတင်ပို့နေတာဖြစ်ပြီးအာရှဥရောပနဲ့အာဖရိကနိုင်ငံတွေအပြင်နိုင်ငံဆုံးကိုတင်ပို့နေတာဖြစ်ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာတော့စမ်းကိုဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့စကွဲကိုတရုတ်နိုင်ငံကိုအများဆုံးတင်ပို့ခဲ့တယ်လို့စာရင်းတွေရသိရပါတယ်။ မြန်မာနိုင်ငံကနေပြည်ပနိုင်ငံတွေကိုလက်အလိုက်တင်ပို့ရမှာဧပြီလမှာဒေါ်လာ55တန်တန်ဖို့ရှိတဲ့စံတဲ့စကွဲတန်ချင်းတသိန်းတထောင်တထောင်ချောမေလာမှာဒေါ်လာ36တန်ချောတန်ဖို့ရှိတဲ့စံတဲ့စကွဲတန်ချင်း9000တထောင်ချောဂျွန်လာမှာဒေါ်လာ84တန်တန်ဖို့ရှိတဲ့စံတဲ့စကွဲတန်ချင်းတသိန်း6000ထောင်ချောဂျူနိုင်လာမှာဒေါ်လာ82တန်ချောတန်ဖို့ရှိတဲ့စံတဲ့စကွဲတန်ချင်းတသိန်း န်း6500ကျော်ဩဂုတ်လမှာဒေါ်လာ98တန်းတန်ဖိုးရှိတဲ့စံနယ်စကွဲတန်းချိန်2000ကျော်စက်တင်ဘာလမှာဒေါ်လာ104တန်းတန်ဖိုးရှိတဲ့စံနယ်စကွဲတန်းချိန်2900ကျော်စသဖြင့်အသီးသီးတင်ပို့ထားတယ်လို့သိရပါတယ်။ ။ထာအပြင်အောက်တိုဘာလမှာဒေါ်လာ189သန်းတန်ဖိုးရှိတဲ့စမ်းတဲ့စကွဲတန်းချိန်4,240,000ကျော်နဲ့နိုဝင်ဘာလ၌ဒေါ်လာ156သန်းတန်ဖိုးရှိတဲ့စမ်းတဲ့စကွဲတန်းချိန်3,340,000တန်းကျော်၊ဒီဇင်ဘာလမှာဒေါ်လာ145သန်းတန်ဖိုးရှိတဲ့စမ်းတဲ့စကွဲတန်းချိန်3,300,000ကျော်ကို တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီလမှာမှုဒေါ်လာ89တန်းတန်ဖိုးရှိတဲ့စံနဲ့စကွဲတန်းချိန်2900ရောင်နဲ့ဖေဖော်ဝါရီလမှာအမေရိကန်ဒေါ်လာ92တန်းတန်ဖိုးရှိတဲ့စံနဲ့စကွဲတန်းချိန်3900ရောင်ချော်အထိအသီးသီးတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့2023 2024ဘန်သာနှစ်အတွင်းပြည်ပကိုစံတဲ့စကွဲတန်းချင်းတစ်တရမ6တန်းချောတင်ပို့ခဲ့ပြီးဝင်းဝေးအမေရိကန်ဒေါ်လာ145တန်းချောတာရရှိခဲ့ပေမဲ့လက်ရှိမှာတော့17လသာရှိသေးပေမဲ့တင်ပို့တဲ့တန်းချဲ့ရဲ့ပြင်ပို့ကိုဝင်းဝေးပါပိုရရှိနေတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ တရားမဝင်ကုန်စည်တန်း9500တန်ဘိုးခန့်ဖမ်းမိခဲ့ပြီးတန်းထောက်တရားခန့်စုပြန်လဲချင်းမြင့်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းတရားမဝင်ကုန်စည်တန်း9500တန်ဘိုးခန့်ဖမ်းဆီးရမိခဲ့တယ်လို့တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီမှသိရပါတယ်။ တရားမဝင်ကုန်စည်တွေကိုသတင်းပေးတိုင်ကြားခဲ့တဲ့တာဝန်သိပြည်သူများကိုလည်းဖမ်းဆီးရမိမှုတန်ဖိုးငွေကျန်း9493ဒရမ်မှနှစ်နှစ်၄သန်းရဲ့20ရာခိုင်နှုန်းဖြစ်တဲ့ငွေကျန်း1098ဒရမ်မှ645သန်းကိုသတင်းပေးစုချင်းငွေအဖြစ်ချီးမြှင့်ပေးသွားမှာဖြစ်ပြီးသက်ဆိုင်ရာဌာနများမှမြ мян ဆန်းဆန်းစုချီးမြှင့်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိတယ်လို့ဆိုပါတယ်။ တရားမဝင်ကုံသွဲမှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီရဲ့ကြီးကြပ်ကူခဲမှုနဲ့နေပြည်တော်ကောင်စီနယ်မြေအပေါ်အဝင်တိုင်းဒေသကြီးပြည်နယ်တွေမှာတရားမဝင်ကုံသွဲမှုတိုက်ဖြတ်ရေးအထူးအဖွဲ့တွေကိုဖွဲ့စည်း၍၎င်းအကောင့်ခွန်ဦးစီးဌာနကဦးဆောင်တဲ့ One Stop Service ဌာနဆိုင်ရာအဖွဲ့များဖွဲ့စည်း၍၎င်းနယ်စပ်ဝင်ထွက်ခိတ်တွေနယ်စပ်ကုံသွဲရေးရုံးနယ်စခန်းတွေအမြဲတမ်းစစ်ဆေးရေးစခန်းတွေကုံသွဲမှုလမ်းကြောင်းတစ်ချောင်းနဲ့ကုန်ပစ္စည်းတူလောင်ရုံးတွေအပြည့် ီဆိုင်ရာစိတ်ကန်းထွေနဲ့ဒေစိတ်ထွေ၊ဂန်ယူရန်စိတ်ကန်းထွေမှတရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုထိရောက်စွာဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရှာမှသတင်းအချက်အလက်ရရှိမှုဟာအလွန်အရေးပါလျက်ရှိပြီးကောင်းဝန်တီပြည်သူတွေရဲ့သတင်းပေးတိုင်ကြားမှုတွေကြောင့်အခုလိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့လဲဆိုပါတယ်။ ဖေဖော်ဝါရီလအတွင်းကသတင်းရရှိမှု58ကြိမ်ရရှိခဲ့ပြီးသတင်းမှား2ကြိမ်နဲ့တန်းစီရမိမှု55ကြိမ်ရှိခဲ့တယ်လို့သိရပါတယ်။သတင်းရရှိမှုကြောင့်ဖန်စီရမိမှုအမှုတွဲ66မှုဖွင့်လင်ထားပြီးဖန်စီရမိမှုတွေမှာ တင်မျိုးစုံလုပ်ငန်းသုံးပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေနဲ့စားသောက်ကုန်ပစ္စည်းတွေဖြစ်တဲ့ကုန်ပစ္စည်း58မျိုးအပါအဝင်ခံမှန်းတန်ဖိုးငွေချမ်း9493ကျပ်မှ114တန်းနဲ့တရားမဝင်ကုန်စည်တွေတင်ဆောင်လာတဲ့ရေရင်နဲ့မော်တော်ယာဉ်တွေအပါအဝင်လိုင်းစင်းမဲ့မော်တော်ယာဉ်တွေနဲ့လိုင်းစင်းမဲ့မော်တော်ဆိုင်ကယ်များဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ရှင်ဆလပီ ကလေးပျော်စံသားများကိုရခိုင်ပြည်နယ်စကိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့တွင်ခမှန်ပွင့်လင်းစွာတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ အချောင်းဝမျိုးမျိုးချောင်းယာယီနေရစွန်ခွာရွှေပြောင်းနေထိုင်နေရတဲ့မိသားစုများမှ ခလေးငယ်ထွေးနဲ့သူတို့ရဲ့မိသားစုဝင်တွေကို စိတ်ပိုင်းဆိုင်ရာအားပေးကူညီဖို့အတွက်ရည်ရွယ်ပြီးခလေးပျော်စံထားတွေကိုဖွင့်လင်းပေးလျက်ရှိရမှာရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာထပ်မံဖွင့်လင်းပေးခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံကြက်ချင်ဒီရဲ့အသင်းကကလေးပြော်စန်တာကိုရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာဥစွာဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီးကျန်းပြည်နယ်နဲ့တိုင်းဒေသကြီး၃ခုမှာထော့ထပ်မံဖွင့်လှစ်ပေးတာဖြစ်ပါအထင် ခလေးပြောစံထားကိုကြက်ချင်းဤဝန်ထမ်းတွေနဲ့ဒေသခံကြက်ချင်းဤစေတနာလောကရှင်တွေကရဲရွာလူထုပူပေါင်းပေါင်းဝင်ကူညီမှုနဲ့အတူဖွင့်လှစ်ပေးလျက်ရှိပြီးစိတ်ပိုင်းဆိုင်ရာအားပေးတဲ့အနေနဲ့ခလေးတွေပျော်ရွှင်စေတဲ့ကစားနီးညာကစားခြင်းပူပေါင်းဆောင်ရွက်မှုအားကောင်းလာစေဖို့နဲ့အချင်းချင်းရိုင်းပင်ကူညီတတ်စေဖို့အတွက်ကစားနီးညာကစားစေခြင်းစိတ်ပင်ပန်းမှုလျှော့ချပေးခြင်းနဲ့ဘေးကင်းလုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်တစ်ခုမှာ ကစားစေခြင်းဖြင့် ်ကုညီဆောင်ရှောင်းမှုတွေပေးလျက်ရှိတယ်လို့ဆိုပါတယ်။ကလေးပြောစံထားမှတရက်ကိုပြန်ပြကလေးငယ်40ဦးကနေ80ဦးကြားလာရောက်စော်ကစားလျက်ရှိတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ဂျပန်နိုင်ငံအိုဖူနာထိုကမ်းရိုးတန်းမြို့၌တောင်မီကူးဆက်လောင်ကျွမ်းနေတဲ့ဖြစ်ထွက်ပြေးတိမ်းရှောင်သူအရှေ့အတွက်တိုးမြလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်နိုင်ငံရှေ့မြောင်ကန်ယိုတန်းမြို့အိုဖူနာထိုမြို့မှာဖေဖော်ဝါရီလ26ရက်နေ့ကတောမီယက်ကြီးကျဲလောင်ကျွမ်းတစ်ဖြစ် လူပေါင်း4500ကျော်နေအိမ်ဆုံးခွာထွက်ပြေးနေရပါတယ်။အီဝါထီစီရင်စုနဲ့အိုဖူနာထိုမှာအင်ခါနေရတီမီကူဆန်နေရာပေါင်း2900ဟတာခန့်အထိရှိလာကမြို့စုစုပေါင်းဧရိယာရဲ့900ခိုင်နှုံးလောင်ဖြစ်နေပါတဲ့ ဒေသခံအာဏာပိုင်များကခိုးလုံစခန်းအများပြားဆောင်းလုထားပြီးဖြစ်တယ်လို့မီးဆက်လက်ကူးစက်နေတာကြောင့်ထွက်ပြေးသိမ်းရှောင်ရထည်နေရာတွေလည်းများပြားလာပါထည်တော်မီနဲ့အနီးဆုံးစခန်းတစ်ခုဆိုရင်ထွက်ပြေးသိမ်းရှောင်လာသူ300ခန်းဖြင့်ပြည်နေပါပြီ။ ထွက်ပြေးလာသူတအူးကပြောပြရရှာမှာဖေဖော်ဝါရီလ28ရက်နေ့ကထွက်ပြေးဖို့ညွှန်ကြားချက်ကြားသိခဲ့ရပြီးဒီစက္ကန့်မှာညာအိတ်ခဲ့ရပါတယ်။ဒီလောက်ကြီးထဲတော်မီကိုပထမဆုံးမြင်ဘူးတာပါပဲလို့ဆိုပါတယ်။အိုဖူနာထိုမြို့မှာဖေဖော်ဝါရီလနောက်ပိုင်းမီးနှချင်းလောင်းခဲ့ပြီးမိုးရွာသွန်းမှုကရခိုင်နှစ်သွေးထက်သစိမ်းရှားကိုင်းနှုံလျောနေခဲ့ပါတဲ့ ဤဝထိစီရင်စုတောင်ပိုင်းကံယိုထန်းဒေတာအထွေမှာရာသီဥတုအဆက်မပြတ်၆တွေ့နေခဲ့ရာမှာမိကုဆက်ပြန့်နှံ့မှုကိုပုံမိုဆိုးရွားစေခဲ့ပါတဲ့ လက်တလုံးနှစ်သွေးမှာဂျပန်ရဲ့ကြီးမားဆုံးတော်မီဖြစ်ပါတဲ့အိုဖူနာထိုမျိုးမှာအသက်နိုင်ဆုံးဂျိုးပန်းနေချပြီးအချင်းဤကထိန်ချုပ်ရခက်ခဲနေကမီးဆက်လက်ပြန့်နှံ့နေသလိုဖျက်ပြရတဲ့သူတွေများလာပါတယ်လို့ဒေတာခန်အရာရှိဆာဆာကီဟီရိုဟီဆာကပြောပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းရအစီအစဉ်တို့ပဲဖြစ်ပါသေး။ကြီးစုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြောင်မိုးထပ်ပါ